မိဖို့ဟိုဒါကိုနားလည်အောင်ကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုတယ်အဲ့ဒီမမြင်တဲ့သဘာဝကိုသိမြင်မှုနားလည်မှုအားကြီးရင်အားကြီးသလောက်မမနာတွေဟာရောကြသွားမှာပဲဟုတ်ရဲ့လားဒါကြောင့်မိသက်ပေါင်းတို့ကောင်တို့မမနာကိုရှော့ချနိုင်မှုအတွင်ခန္ဓာရဲ့အကြောင်းလောကရဲ့အကြောင်းဘဝရဲ့အကြောင်းကိုအမှန်တည်းသိအောင်ကြိုးစားအထောက်ကြရမယ်ဒါကြောင့်ဦးရှင်တို့ဟိုလေဒီပဏိဒဆရာကြီးဥမ္မောင်ကြီးရေးတဲ့သင်္ကန်းလေးတွေရှိတယ်တချို့လည်းပဲနှုတ်ထဲမှာရအောင်ရမယ်လို့ထင်ပါတယ်ဟုတ်လား အသက်စည်းစိမ်ခန္ဓာအိမ်ကတိမ်ခဲတက်နဲ့ကြည်စဲပြက်သူမျက်စိအောက်တွင်ပြောက်လွင့်စင်သည်သင်္ခါရဆက်သူ့ပိုင်နဲ့၌တွတ်တွလဲကပါရရှာသည်ခန္ဓာနေရှာပါတကားတဲ့နော်ဘဝရဲ့ရှင်သန်ခြင်းဆိုတာကောင်းငင်မှာကြည်လွားပြီးတော့ပုံသဏ္ဍာန်မျိုးမျိုးဖြစ်နေတဲ့တိမ်များလို့ပေါ့နော်ဘဝစည်းစိမ်ခန္ဓာအိမ်ကတိမ်ခဲတက်နဲ့ကြည်စဲပြက်သူကြည်နေစဲမှာပဲပြက်တာပါ ဟုတ်လားအေးဒီစကလုံးလေးတွေကအလုံးမတန်ဖိုးရှိတယ်လို့ဆိုရမယ်เนาะအေးတိကဲတက်နဲ့ကြည်စဲပြတ်တို့မျက်စိအောက်တွင်ပျောက်လွင့်ဆင်းသည်သင်္ခါရဆက်သူ့ပိုင်နဲ့၌တွတ်တွတ်လည်းကပါရရှာသည်ခန္ဓာလေးစားပါလကဘုံနန်းတက်အိမ်သူ့စည်းစိမ်နဲ့ဂုံသိမ်းမောက်ဖြိုးဘုံငိုလီမိုးသူခြုံစီပညာတွေလီတောင်မြေတရှိစွမ်းတတ္တိလီမိဂရာသာတို့ဖြစ်ပါလေသင်္ခါရမင်းသူ့ချီရင်၌ခွစ်စင်း ဝိစင်းခွေလျိုးမညွချိုးသည်ဘုံမျိုးမကယ်နိုင်ပါတကားတဲ့။နောက်ငငယ်တုန်းကရနေတာလေကောင်းတယ်မှပြန်ပေါ်လာလို့ရွတ်ပြန်တာဟုတ်လား။နော်ဘုံလန်းတိုက်အိသူစီးစေနဲ့ဂုံတိန်မောက်ဖြိုးဘုံတကိုလီမိုးသူချုံးစီနော်ဘုံလေးကြီးလိုက်တာမိုးချုံးတယ်လို့ကြီးရင်ကြီးပါစေ။ပြီးရင်တော့ပြီးတော့မှာပါပဲဟုတ်လား။နော်ဘုံတကိုလီမိုးသူချုံးစီပညာတွေလီတောင်းမြေတရှိနော်ပညာတွေကြီးလိုက်တာတောင်းတန်းကြီးတွေလို့ တကယ်တူးနေတယ်နဲ့တိလိုက်တာမြင်လိုက်တာပြီးရင်ပြီးသွားမှာပါပဲဟုတ်ရဲ့လားအေးပညာရည်ဒီတောင်မြေတရှိစွန်းတတ္တိလေးမိဂယာစာမိဂယာစာဆိုတာခြင်သိရေပြောတာနော်တတ္တိတွေကောင်းလိုက်တာရေစံတတ္တိတွေကောင်းလိုက်တာထက်မြက်လိုက်တာခြင်သိတဲ့ကောင်းလို့ပဲနော်ဘလောက်ပဲကောင်းပါလေပြောပြောသိရင်ပြီးရတာပါဟုတ်ရဲ့လားဒါကြောင့်ခန္ဓာရဲ့သဘာဝမမြင်ခြင်းသဘာဝဒီအချက်တွေကိုသိမြင်နားလည်မှုရှိအောင်ကြိုးစားပြီးတော့မမနာကိုနှိမ့်ချနိုင်မှုလို့ရတယ် ဟုတ်လားများသောအားဖြင့်တော့ပုထုရှင်တွေဟာအဲ့ဒီအချက်တွေကိုသိမြင်နားလည်မှုအားနေတဲ့အတွက်ကြောင့်အမျိုးမျိုးသောအကြောင်းကိုအကြောင်းပြုပြီးတော့မမနာကတော့ကြီးကြတယ်။ဒါကြောင့်ဦးဇင်းတို့ရွှေချင်းစတော်ကြီးကတော့ပြောတာပဲ။နော်ပုထုရှင်တွေဟာဗာနဲ့တူတုံဆိုလို့ရှိရင်ဟိုစောင်းစောင်းထိုင်တက်ခါမျှနဲ့ကိုကိုကိုရှင်သိလို့ထင်ပြီးတော့ရှင်သိမှန်ဝင်နဲ့ဖားတကောင်နဲ့တူတယ်တဲ့။ဟောဦးဇင်းဒီစကားလေးကိုကြိုက်လို့အခွင့်သိရင်တော့မကြမကြထက်ထက်ပြီးတော့ပြောပြတယ်ပေါ့နော်။ စောင်းစောက်ထိုင်တဲ့ခါမြန်နေကိုကိုကိုချင်းသေးလို့ထင်ပြီးတော့ချင်းသေးမှန်ဝင်သွားတယ်ဘာနဲ့တူတယ်ဖားနဲ့တူတယ်တကယ်တမ်းကတော့ဖားမှာချင်းသေးနဲ့တူတာဆိုလို့အဲ့ဒီစောင်းစောက်ထိုင်တဲ့တာလေးတစ်ခုပဲရှိတယ်ဟုတ်လားကျန်တာကတော့ဘယ်နှမတူတာမရှိဘူးအေးအဲ့လိုချင်းသေးမှန်ဝင်နေတော့မှာပဲဟိုလက်ကြီးကန်းကတနေရာကနေချောင်းပြီးတော့လာပြီးတော့ထို့တုတ်သွားပြီလေဆိုရောကြီးကန်းပါဇက်ပြားမှာပြည့်ညက်ပြည့်ညက်နဲ့អော်ပြီးတော့បាသွားတယ်တဲ့အဲ့လိုပဲពុទ្ធជនတွေဟာဒီអូជិនតាជិនទេជិនဆိုတဲ့ ခန္ဓာရဲ့တဘာဝလို့ဆိုရမယ်ဒီဘေးကြီးတွေကဒီကြီးကန်းတွေကမထိုးခင်မတုတ်ခင်မှာတော့ကိုယ့်အကိုအကြောင်းမျိုးမျိုးကိုအကြောင်းပြုပြီးတော့ရှင်သိမှန်ဝင်ပြီးတော့မှန်တဲ့ငါတကားလို့ထင်ကြတာပေါ့ဟုတ်လားအာဦးခြင်းသဘောတရားရောက်လာပြီတချို့ကြတော့လည်းဦးယုံလောက်နေတော့မှန်ကမကြသေးဘူးဟုတ်လားအေးနာခြင်းသဘောတရားနဲ့တွေ့ပြီဆိုတော့နည်းနည်းမှန်ကတော့ကြာသွားတယ်တကယ်နာပြီဆိုရင်ပိတ်သက်ရင်အဖေကပါအမေကပါ မရဘူးဘာမှလုပ်လို့မရဘူး ဒါကိုလိမ်ပိတ်နေအောင်ခံရတယ်။အေးသေတော့မယ်ဆိုတာကိုတကယ်သိပြီဆိုရင်တော့ဩဒီခန္ဓာကိုအကြောင်းပြုပြီးတော့ဘာမှမမနာမှဖြစ်เสียမှာရှိပါလားဆိုတာအဲ့ဒီအချိန်မှာထပ်တလောက်အမြင်ရှင်းနိုင်နေရရှိတယ်။ဟုတ်လား။ဒါမှမဟုတ်တစ်ချိန်လုံးတက်ခဲ့တဲ့မမနာနဲ့တစ်ချိန်လုံးထောင်လာခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒီနာခြင်းသေခြင်းနဲ့တွေ့ပြီတကယ်လောကဓာတ်ကြီးနဲ့တွေ့ပြီဆိုတော့မှခုနတုန်းကကြီးကန်းရဲ့ပါဇက်ထဲမှာပြည့်ညက်ပြည့်ညက်နဲ့អော်ပြီးတော့ပါသွားတယ်လို့ပေါ့အဲ့ဒီကြတော့မျက်ရည်လေရွဲနဲ့ အာကိုရာရှာကြတယ်ပေါ့ဒါပေမဲ့အာကိုရာဆိုတာကပြင်ဘက်မှာရှိတဲ့အရာမဟုတ်ပါဘူးတကယ်တမ်းစစ်မှန်တဲ့အာကိုရာဆိုတာပြင်ဘက်မှာမရှိဘူးပြင်ဘက်မှာအာကိုလို့ရတယ်ဆိုတာကအပေါ်ရံပါလူတွေကဒါပေမဲ့လို့အပေါ်ရံပြဿနာလောက်ကိုပဲပြဿနာထင်ပြီးတော့အပေါ်ရံအာကိုရာလောက်ပဲရှာပြီးတော့အပေါ်ရံအာကိုရာလောက်ကိုပဲအာကိုရာထင်တာအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့တကယ်တကယ်ပြဿနာနဲ့တွေ့လာပြီဆိုတော့ကိုရှာထားတဲ့အာကိုရာဟာထိရောက်တဲ့အာကိုရာမဟုတ်တဲ့အတွက်ကြောင့်အာကိုရာမဲ့ပြီးတော့ပဲ အားငယ်ပါငယ်နဲ့တည်ရမယ်။နော်အာကိုရမရှိရင်အားငယ်မှာပဲ။အားငယ်တယ်ဆိုတာအားမကြည့်ဘူးဆိုတဲ့အတိတ်ပဲပေါ့။ငဲနေတယ်ဆိုတော့မကြည့်ဘူးပေါ့နော်။အေးဒါကြောင့်ပိဋကတ်ပေါင်းတော်ကတို့တကယ်အာကိုရအစ်စ်ဆိုတာမိမိရဲ့အတိညာကိုပြောတာ။ဒါအတူဆုံးစကလုံးနဲ့ပြောတာပေါ့။သီလလည်းအာကိုရပဲ၊တမာရီလည်းအာကိုရပဲ၊ပညာလည်းအာကိုရပဲ။သို့တော့အကုန်လုံးတစ်လုံးနဲ့ကောက်ပြုံးမယ်ဆိုရင်တော့ပညာသည်အာကိုတိုက်ဆုံးအရာပဲ။ ဟုတ်ဦးရှင်တို့ဂါထာလေးတစ်ပုဒ်ရှိပါလေဗျာဘိသက်ပေါင်းသူတော်ကောင်းတို့အားလုံးရပါလေအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယအတ္တနာဟိသုဒ္ဓံတေနနာထံလပတိဒုံလပံတဲ့အတ္တဟိအတ္တနောနာထောမိမိကိုယ်တည်တာလည်းမိမိအတွက်အာကိုရကောဟိနာထောပရောတိယမိမိမှတပါအခြားသောပုဂ္ဂိုလ်တည်မိမိတို့အာကိုရမဟုတ်ဟောကိုယ်တာလည်းကိုယ်အတွက်အာကိုရအဲ့ဒီနေရာမှာပေးတဲ့အရေးကြီးတာကကိုယ်တာလည်းကိုယ့်ရဲ့အာကိုရဆိုရင် ဘယ်နားလေးကအာကိုရာရှိနေတာလဲကိုယ်ထဲမှာအာကိုရာကဘယ်နားလေးမှာရှိတာလဲဆပင်မွေးလားခြေတိလက်တိလားသွားလားရေးလားအသားလားအကျောလားအယိုးလားဒီ32ခုထားတာလားသို့မဟုတ်အတွင်းထဲမှာဒီခန္ဓာကိုမှီပြီးတော့ဖြစ်နေတဲ့စိတ်တွေလားစိတ်တွေဆိုရင်တော့ဘယ်စိတ်တွေလဲဘယ်အရာကိုအာကိုရာမှလဲဒါစဉ်းစားနေရရှိရနော်ကိုဟာကိုအတွက်အာကိုရာဆိုရင်ဘယ်လူကိုဟာကိုအတွက်အာကိုရာဖြစ်မှလဲလို့အဲ့ဒီထက်ဆက်မိကုံကပို့ပြီးတော့အရေးပါတယ် ဘာကြောင့်တော့ဆိုတော့ကိုဟာကို့အတွက်အားကိုးရလို့ဆိုတိုင်းလူတိုင်းလူတိုင်းဟာကို့အတွက်အားကိုးရမဖြစ်ကြဘူးဟုတ်လားလူတိုင်းလူတိုင်းမှာကို့အတွက်အားကိုးရကိုဟာကို့အတွက်အားကိုးရအတီးတီးဖြစ်မယ်ဆိုရင်တူတူပြောရရင်သိရင်အပေကြရတာအကြောင်းမရှိဘူးသူအားကိုးအားကိုးရဖြစ်မယ်ဆိုရင်ပြောပါလေလူတိုင်းလူတိုင်းဒီကိုဟာကို့အတွက်အားကိုးတိုက်တယ်ဆိုရင်ဝမ်းနည်းစရာလည်းရှိမယ်မထင်ဘူးဆင်းရဲစရာလည်းရှိမယ်မထင်ဘူးအားကိုးရှိနေမှာပဲဘာလို့အဲ့ဒီဒုက္ခတွေတွေ့ရအကြောင်းရှိမလဲဟုတ်လားတို့တော့အဲ့လိုမဟုတ်ခဲ့ဘူး အာကိုရာမဟုတ်တဲ့အတွက်ကြောင့်ဒုက္ခတွေတွေ့ကြရတယ်။ဒါကကိုယ်တည်တာနဲ့ကိုယ့်ရဲ့အာကိုရာဆိုတော့ကိုကဘလို့ကိုဖြစ်မှကိုယ့်အတွက်အာကိုရာဖြစ်မှာတော့အဲ့ဒီအဖြေမလို့လားလို့အဲ့ဒါကိုဆက်ပြီးတော့ဟောတယ်။အတ္တနာဟိသူဒန္တေနနာထံလပတိဒုံလပ။ဟောအတ္တနာဟိသူဒန္တေနကိုကိုကိုကောင်းကောင်းဆုံးမလို့တကယ်ရင်ကြီးပြီတကယ်အသိဉာဏ်ရှိပြီဆိုရင်တော့အဲ့ဒါကိုပါကိုယ့်အတွက်တကယ်အာကိုရာဖြစ်တယ်။ ော်အဖြေကအဲ့ဒီမှာထွက်တယ်နော်အေးကိုကိုကိုကောင်းကောင်းမဆုံးမဘူးဆိုလို့ရှိရင်ကိုဟာကိုအတွက်အားကိုးရမဖြစ်ဘူးဟုတ်လားကိုကိုကိုကောင်းကောင်းဆုံးမမှာကိုဟာကိုအတွက်အားကိုးရမဖြစ်တယ်တကယ်လို့ကိုဟာကိုကိုကိုမဆုံးမဘူးဖြစ်တယ်လို့ပဲနေမယ်ဆိုလို့ရှိရင်တော့ကိုဟာကိုအတွက်အားကိုးရမဖြစ်ဘဲနဲ့ရန်သူတောင်ဖြစ်သွားနိုင်တယ်ဟုတ်လားယံသူတောင်ဖြစ်သွားနိုင်တယ်ဒါကြောင့်ဦးဇင်းတို့တရားတစ်ခုဟောတာတောင်ရှိပါတယ်အာကိုရာလာယံသူလာဆိုတာ နော်အဲ့တော့ဦးဇင်းတို့ဘယ်ကနေဒီစကားတွေထွက်သွားတယ်ဆိုတော့ပုထုတင်ဘဝမှာမမနာတက်เสียမရှိသေးပါဘူးဆိုတဲ့အချက်ကိုပြောရင်မမနာတက်เสียမရှိတော့ပါဘူးလို့သိသွားတဲ့အရိယာတွေကြတော့လည်းပဲမမနာကမတက်တော့ခတ္တကမန်ဖြစ်เสียမဖြစ်သင့်သေးတဲ့ပုံကိုယ်တွေမှာမန်ကအကြီးအကျယ်ဖြစ်နေတယ်ဒီချက်လေးစဉ်းစားတယ်မကောင်းဘူးလားဗျာစဉ်းစားတယ်ကောက်အေးဒါကြောင့်ဘေးတဲ့ဘောင်းသူတော်ကောင်းတို့မမနာကိုနှိမ့်ချနိုင်မှာမင်္ဂလာတရားနဲ့ပြည့်စုံမယ် တရဝရဲ့မေတ္တာကိုရမယ်ဟုတ်လားတရဝရဲ့ကရုဏာပရိဒါဥပေက္ခကိုရမယ်ကိုကိုယ်တိုင်ပဲမေတ္တာကရုဏာပရိဒါဥပေက္ခတွေဖြစ်မယ်အလွန်မှမုံမြတ်တဲ့တန့်ရှင်းတဲ့သဘောမရှိဘူးလားရှိတယ်ဒါကြောင့်မမနာကင်းအောင်မကြိုးစားနိုင်သေးတောင်မှမမနာကိုနှိမ့်ချသွားအောင်နှိမ့်ချနိုင်တဲ့အနေအထားရောက်အောင်တော့မကြိုးစားသင့်ဘူးလားကြိုးစားသင့်တယ်ဟုတ်လားဒီဦးဇင်းတို့ဒီနေရာမှာမမနာကင်းတော်မူရတဲ့သူတော်ကောင်းကြီးတွေရဲ့အကြောင်းကိုပြောမယ်ဆိုရင်ပြောကြရတယ်အများကြီးရှိတာပေါ့ နော်အထူးသဖြင့်ရှင်သာတိပုတ္တရာကိုရမြတ်ကြီးအကြောင်းဟာပြောစရာအလွန်ကောင်းတယ်။ရှင်ရဟုလာကိုရမြတ်ရဲ့အကြောင်းဟာလည်းပြောစရာအလွန်ကောင်းတယ်။ဟုတ်လား။အလွန်မှမြင့်မြတ်တဲ့အမျိုးအားဖြင့်ဂုံအားဖြင့်အတိဉာဏ်အားဖြင့်အစသရာရာထိတ်တန်းရောက်နေတဲ့ပုဂ္ဂိုလ်လေ။ဒါပေမဲ့အလွန်မှနှိမ့်ချတော့မုန်နိုင်ကြတယ်။ဒါအလွန်စဉ်းစားရကောင်းတဲ့အချက်ပေါ့နော်။ဒါကြောင့်လူတယောက်ရဲ့အရည်အသွေးကိုကြည့်မယ်ဆိုရင်အဲ့ဒီအချက်ကလည်းပဲဒါသိနိုင်တဲ့အချက်လို့ဦးဇင်းကတော့ထင်တယ်။ မမနာကြီးလေလေဒီလူအည်သွေးညံ့လေလေပဲဟုတ်လားဘာပဲပြောနေနေမမနာကြီးလေလေသူ့ရဲ့အတွင်းတန်တာမှာအနှစ်သာရအလွန်နည်းတယ်ဆိုတာကိုသိနိုင်တယ်နော်ဒါကြောင့်ပိဋကပေါင်းတော်တော်တို့ဒုတိယမင်္ဂလာဖြစ်တဲ့နိဝါဒမင်္ဂလာ